ယူရီပြန်ပွဲကတံပွဲကြီးဖြစ်တာနဲ့ညီကင်မရာတွေအများကြီးကိုတတ်ထားတာပါ။ရေခဲရည်တွေပိတ်မိနေတဲ့ကီရီရှိမားကဖောက်ထွက်လာပြီးရေခဲရည်နဲ့ရောပစ်သွားခဲ့တဲ့တိုတိုရိုကီကိုချိန်ဆနေပါတယ်။ကီရီရှိမားရဲ့အဆက်ကခန္ဓာကိုယ်ကိုမာသွားစေတာ။အကြမ်းဆုံးနိုင်လည်းဖြစ်တယ်လို့ထုံးမပေါက်နိုင်တဲ့ဒိုင်းလည်းဖြစ်နိုင်ပါတယ်။တက်ဆဆုကလည်းရေအောင်ထဲနဲ့ဖြတ်လာပြီးသူ့အဆက်ကတော့တံမနီပါ။သူ့အဆက်နဲ့ကီရီရှိမားရဲ့အဆက်ကတိတ်မကွာလာပါဘူး။သူတို့နှစ်ယောက်ကတော့စိတ်ယုတ်ပြီးသွားတဲ့တော့ဒုတိယနဲ့တတိယမြောက်ဖြစ်လွတ်သွားပါပြီ။ဆယ်ရိုးရဲ့အဆက်ကတိတ်အဆန်းဖြစ်ပြီးသူ့လက်မောင်းကနေတိတ်နေတူတဲ့အရာတွေကိုထုတ်နိုင်ပါတယ်။ ဖူမေကာကကတော့အရေးမဲဖြစ်ပြီးသူ့ကိုယ်ထဲမှာအရေးလိုမကောင်းဆိုးဝါးရှိပါတယ်။အဲ့ဒီမကောင်းဆိုးဝါးကပုံစံပြောင်းနိုင်တာပါ။အေဂန်ကလူတွေကအခြေသိမ်းမယူဘူး။ဘာလို့ဆို US ချိန်မှာအဖြစ်ပြက်ကြုံမှုပြီးသားသူတွေသူတို့ကအဲ့ဒီအတွေ့အကြုံကိုတုံးချပြီးတုံဆိုင်မှုတွေကိုကြော်လာတယ်။မီဒိုရီယာကပြန်ဝဲစောပိုင်းမှာ1 for အစွမ်းကိုမတုံးတင်နေလို့ယူဆပြီးစက်ရုပ်ကပြုတ်ကျလာတဲ့အပိုင်းဆောက်ကိုယူကတိုက်ခိုက်ပါတယ်။ဒိုင်းကလှုပ်တယ်။အဲ့ဒီချိန်မှာပဲစက်ရုပ်တွေအကုန်လုံးခေါင်းနေကြီးပြစ်ခတ်ခံရရပြီ။အဲ့ဒါကတော့လောင်ချာနဲ့ရိုရိုဇာကထုလိုက်တာပါ။ ။ဆေးရုံနေရာကိုကျော်တော့ကြောက်ကဘာနေရာဖြစ်ပြီးပထမဆုံးသွားသူကတော့ဖားလို့ဆန်းရှိတဲ့ Sook ပါပဲ။နောက်တစ်ယောက်ကတော့ Hero တင်နံပါတ်ကမဟုတ်ပဲအထောက်ဘက်တင်နံပါတ်က My Hasume ပါ။သူ့ကိုမှအထောက်ဘက်ပြည်စင်များစွာတက်ဆင်လာပြီးအခုလိုအချိန်ကအထောက်ဘက်ကုမ္ပဏီတွေကိုအရေးချင်းနေပြဖို့အကောင်းဆုံးချိန်မှာခါးကနေတန်ကြိုးတွေထွက်သွားပြီးတစ်ဖက်ကကြောက်မှခြေဝင်နေ။ဖက်နက်ကလီယာကမြောက်တက်လာပြီး Hasume ကတစ်ဖက်ကန်းစီရောက်သွားခဲ့ပါတယ်။တူတူရီကီရောရေခဲနဲ့ကြောက်တွေကိုဖျက်ထားတဲ့ကြိုးတွေပေါ်ကနေနှင်းလျှောစကိတ်စည်းတဲ့လိုမျိုးသွားနေပြီး ဘကူဟိုကလည်းမိုးဘောကနေမီးနဲ့ပြန်ကကြောက်တွေကိုဖျက်တမ်းနေပါတယ်။နောက်တစ်နေရာကတော့မိုင်းရင်ထောင်နာတော့ကိုကြော်လာပြီးဖျက်တမ်းရမှာပါ။ရှေ့ဆုံးမှာတော့တိုတိုရိုကီနဲ့ဘကူကူကတော့တူထက်ကအပြန်ဆန်သွားနေကြတာပါ။အဲ့ဒီအချိန်မှာမီဒိုရီယာကယူရဲချက်ရှိရှိမိုင်းကိုဖောက်ပြစ်လိုက်ပြီးပောက်ကွဲမှုကြီးကြီးဖြစ်စီပါရဲ့။အဲ့ဒီပောက်ကွဲမှုနဲ့တူတိုတိုရိုကီနဲ့ဘကူကူတို့နားထီအောင်လွန်းထွက်လာပါရဲ့။မီဒိုရီယာကနောက်ဆုံးမှာမိုင်းတွေကိုစိတ်ရွှေစားနဲ့ဖော်ဆောင်ခဲ့တယ်။ပြီးတော့မှမိုင်းတွေများယူဆိုပြီးတန်များနဲ့ကာကခုံးတက်လိုက်ပါရဲ့။ ။တန်ပွဲကမိုင်းဆိုတော့တေလောက်အောင်ထိတော့မပြင်းထန်တော့ဘူးတော့လူတိုင်းကတည်ပြီးသားဒီလိုနဲ့ပြင်းထန်တဲ့ပောက်ကွဲမှုဖြစ်ပြီးမီဒိုရီယာလည်းရှေ့ဆုံးထိကျောက်သွားတာပါ။ဒါပေမဲ့မီဒိုရီယာစီမှာဘလို့ဆင်းရမယ်ဆိုတဲ့အဖြေကမရှိသေးပါဘူး။ဒါပေမဲ့ဒိုဒိုရိုကီနဲ့ဘက်ကူဂူရိုကိုကင်ပြီးတပတ်ကျွန်းထိုးကမီဒိုရီယာကဆက်ပြေးသွားလို့ရှေ့ဆုံးကိုရောက်နေသေးပါပဲ။ဂျုံနဲကိုပထမဆုံးဝင်နိုင်ခဲ့သူကမီဒိုရီယာဖြစ်ပါတယ်။မီဒိုရီယာမေက TV ရှေ့မှာပျော်လွန်းလို့ငိုတော့ငိုနေပါပြီ။တကွင်းလုံးကလက်အောဘာသန်နဲ့စုညံနေခဲ့ပြီးအောမိုက်ကလည်းထောက်ကိုခုံယူနေခဲ့ပါတယ်။ စီးဝါရေးတင်တဲ့ကျောင်းကသူတွေကတော့ပြန်မဝင်ပြန်နဲ့ဘာမှမထူးတာကြောင့်ဘေးကနေပဲတွက်ချက်ပြီးမီဒိုရီယာကိုဘယ်လိုလားလာရှိမလဲသုံးသက်ဆွေးနွေးနေကြပါတယ်။ဘကူကူကတော့နောက်တစ်ချိန်မီဒိုရီယာနိုင်သွားပြီဆိုတော့တော်တော်လေးဟိုမှခံမြင်သွားခဲ့တာပါ။ဂျူအရက်ကကတော့သူ့တငယ်ချင်းမီဒိုရီယာကိုလာချီးကျူးနေပါတယ်။မီနာတာကတော့မိုမိုရဲ့ကြောကုန်းမှာကတ်လိုက်ပြီးပန်းဝင်လာတယ်။တစ်ကမီဒိုရီယာနှစ်ကတိုတိုရိုကီသုံးကဘကူကူနောက်ဆုံးကတော့၄၀နှစ်ရူကပါပဲ။မင်းလိုက်ကဒုတိယပြိုင်ပွဲကိုထက်ချင်ညာခဲ့ပြီးအဲ့ဒါကတော့မြင်းစည်းရမယ့်ပြိုင်ပွဲပါ။ နှစ်ယောက်ကနေလေးယောက်ထိဖွဲ့ဖွဲ့လို့ရပါတယ်ပထမပြိုင်ပွဲရတယောက်ချင်းစီမှာအဆင့်လိုက်အမှတ်တွေရှိတယ်နောက်ဆုံး40နှစ်က9မှတ်ရပြီတစ်ဆင့်မီတစ်ဆင့်9မှတ်ဒိုးသွားပါမယ်ပထမရတဲ့မီဒိုရီယာကအမှတ်10မီလီယံရှိပြီတနည်းအားဖြင့်ပထမရတဲ့သူကိုအနိုင်ယူနိုင်မယ်ဆိုရင်ဖေးအဆင့်မဲရောက်နေပါစေထိတ်ဆုံးကိုရောက်နိုင်မယ်ဆိုတာပါပဲဒီမှာရအပိုင်း3ကပြီးဆုံးထားပါတယ်အခြေ15မိနစ်ရမှဖြစ်ပြီးကိုအမှတ်ကိုခေါင်းစီမှာရေးထားပြီးစီးထားရပါမယ်သူများကောင်းစီကိုလူလာနိုင်ရင်ကိုကောင်းမှပြန်စီးထားရမယ်အဖွဲ့ဖွဲ့က12ဖွဲ့ပြန်ရမှဖြစ်ပြီး တခြားသူကိုမြင်းမော့ကနေပြုတ်ကြအောင်လုံးမြင်အနီးကဲထိမှာပါ30နိုင်ပထမပြိုင်ပွဲမှာအဆင့်300ရထားတဲ့ဘက်ကူကိုတော့အဖွဲဖွဲလူတွေကများနေပါတယ်ရှိုဂျီနဲ့မီနာတာကအဖွဲဖွဲလိုက်ပြီးတော်တော်များများကလည်းနှစ်ယောက်တစ်ဖွဲရကုန်ပြီစီရမဲ့မင်းတွေကတကယ်မင်းတွေမဟုတ်ပဲလူတွေကပဲတယောက်ကမင်းလုံးရမှာပါဆိုလိုတာကဗျူဟာတန်ကြမဲ့ကစားပွဲဖြစ်ပါတယ်မီဒိုရီယာကအမှတ်အများဆုံးရသူဖြစ်တာကြောင့်သူနဲ့တယောက်မှအဖွဲမဖွဲချင်းကြပဲယူရာရကကသူနဲ့အဖွဲလုပ်ဖို့ပြောတာကြောင့်လက်ခံလိုက်ပါရင်အီရာကိုပြောတော့အီရာကညင်းလိုက်ပါရင်မီဒိုရီယာနောက်ကနေလိုက်ရင်သူကမတိုးတက်မှဆိုလို့ ဘက်ကူကိုတိုတိုရကီရိုလိုပဲအီရာကသူလဲမီဒိုရီယာရဲ့ပြန်မဲ့ပဲလို့ဆိုလာပါတယ်။ဟာဆိုမီမဲကမီဒိုရီယာတို့နဲ့တဖွဲ့ရင်းနေကိုလာပြောခဲ့ပြီးသူကထောက်ပံ့ရေးအတန်းကနေသူဒီဒနာရဲ့ပစ္စည်းကူရီယာတွေကိုထုတ်လုပ်မဲ့ကုမ္ပဏီကြီးတွေမြင်စေဖို့ပါ။ပထမပွဲမှာအမှတ်များဆုံးရခဲ့တဲ့မီဒိုရီယာရဲ့အဖွဲ့တွေကိုဝင်ရင်သူ့ကိုလူတွေကအာရုံစိုက်မှာပဲလေ။ပြီးရတဲ့အချိန်15မိနစ်ပြီလို့ပွဲကတော့စပါတော့မယ်။မီဒိုရီယာအဖွဲ့မှာနောက်ဆုံးပွဲဝင်လာသူကတော့မီဒိုရီယာရဲ့ဂျူဟာအယရွေးချယ်လိုက်ရတဲ့တိုကိုရာမီပါပဲ။တိုတိုရကီကပွဲကြီးစဉ်ကမီးတောက်နေတဲ့ဟီးရိုးတယောက်ကိုလှမ်းကြည့်နေပြီ။ ငါရဲ့ဘယ်ဘက်လက်ကိုဘယ်တော့မှမတုံးဘူးလို့သူ့ရဲ့အဖွဲ့သားတွေကိုပြောနေခဲ့ပါရင်သူ့ဘယ်ဘက်လက်ကမီးတုံးလို့ရတဲ့ဘက်ဖြစ်ပါရင်ပွဲစားတော့ဘီကန်ကတယောက်ရဲ့အစွမ်းကြောင့်မီဒိုရီယာတို့ကနွန်နစ်ပြီးရုံမရဖြစ်နေခဲ့တယ်ဟက်ဆူမီးတိတ်ထနာရဲ့ဂျက်ကန်နဲ့အပေါ်ကိုယုံလိုက်တာအပြင်ယူရရက်ကရဲ့လေပေါ်မြောက်ပေးလိုက်မှုကြောင့်နွန်တော့ကနေလွတ်သွားကြပါရဲ့တံပွဲရဲ့အနံ့ရရှိစေတဲ့မှုအရာအမှတ်အများဆုံးရတဲ့မီဒိုရီယာကိုဥတီမာကအတိတာပါပဲအဲ့ချေယူရရက်ကချိန်မှာမီနာတာရဲ့စေးကတ်တဲ့ဘောလုံးကရောက်လာပြီးကတ်ကုန်ပါရဲ့ချိုဂျီရဲ့တင်ကားလို့လောက်ထားတဲ့ကိုယ်ထဲမှာမီနာတာကဝင်ကပြစ်နေရပါ စုလည်းထဲမှရှိနေပါ诶ဘကူကူကတော့လေဘောပြန်သွားတဲ့မီဒိုရီယာကိုတိုက်ခိုက်ပြင်မဲ့တိုကိုရာမီကဝင်ကူးဟန်တာကြောင့်ဘာမှဖြစ်မသွားပါဘူးဒါပေမဲ့မီနာတာရဲ့ဘောလုံးနဲ့ကပ်ပြီးခြေတစ်ဖက်ကျန်ခဲ့ပြီးဖြစ်တာကြောင့်မီဒိုရီယာတို့ကလေဘောတိတ်ပြန်လို့မရတော့ပါဘူးယူရာရကရဲ့စွာရတုံညာကိုပဲအားကိုးရပါတော့မယ်9မိနစ်ကုန်သွားရင်ဖြစ်ပြီးအမှတ်တွေထုတ်ပြန်ရမှာတော့အေကန်ကမီဒိုရီယာကလွဲလို့အမှတ်ကောင်းတဲ့သူမရှိသေးဘူးဘကူကူဆိုအမှတ်တုံညာတောင်ဖြစ်နေပါ诶သူ့ကောင်းစီကိုဘီကန်နဲ့ကတယောက်ကဖြုတ်သွားလို့ဒီကန်ကသူတွေကပထမပွဲမှာကတည်းကအယောက်40လောက်ကျန်မယ်လို့တွက်ဆထားတာကြောင့် အမှန်အများကြီးကောက်အောင်မလုပ်ခဲ့တာပြီးတော့ကိုနဲ့မသိရတဲ့သူတွေရဲ့စားရနဲ့ကာရီတာတွေကိုအကဲခတ်နေခဲ့တာပါဒါကိုဘက်ကူကကြားတော့တင်းသွားပြီးဒီကောင်တွေကိုအရင်တက်မယ်ဖြစ်ကုန်ပါရင်အီဂျာနဲ့တဖွဲ့ရဲကြတဲ့တိုတိုရူဂီကလည်းမီဒိုရီယာနဲ့ရင်ဆိုင်မှုထိတ်တက်ရောက်လာတာပါကစားပွဲရဲ့အချိန်တော့ကျိုးလာပြီဖြစ်ပြီး10မီလီယံကိုဘယ်သူရသွားနိုင်မလဲတိုတိုရူဂီကတော့သူရသွားမယ်လို့ကြုံဝါနေပါတော့တယ်ဒီမာရီအပိုင်းလေးကပြီးဆုံးတော့ပါရဲ့